အဖေလဲဆူဤသားလဲဆူဤဆိုတာကိုနိုင်ငံအသင်းပွဲစဉ်မှာပြသခဲ့တဲ့ဂျူနီယာပရိသမအလုံးဝင်မင်္ဂလာပါ Joy Sports News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မိဘရဲ့စွာသားသမီးတွေရဲ့အထူးမြင်အတတ်သင်ရတဲ့သင်စာမင်စာတွေလို့ပြောရင်မှားမယ်မထင်ပါဘူးသမီးဖြစ်သူကမိခင်ဖြစ်သူရဲ့အမူအကျင့်တွေကိုအထူးလေးရှိသလိုသားဖြစ်တဲ့သူကလည်းဖခင်ဖြစ်သူရဲ့အမူအကျင့်တွေအထူးလေးရှိတာတော်များများမေးတွေ့ထားမှာပါအဲ့လိုဖခင်ဖြစ်သူရဲ့အမူအကျင့်တွေအထူးခဲ့ကြတဲ့သားတွေထဲမှာ Cristiano Ronaldo ရဲ့သားကြီး Orata ဖြစ်တဲ့ Cristiano Junior တယောက်လည်းပါဝင်ဖြစ်ပါတယ် ငယ်စဉ်ကလေးကဖားခင်ဖြစ်သူနဲ့အတူတပူးတွဲတွဲမြင်တွေ့ခဲ့တဲ့ဂျူနီယာအခုဆိုရင်ရှော်ရီလေးတွေနဲ့တွဲခုတ်လာတဲ့အထိကိုမြင်တွေ့နေခဲ့ရပါပြီ။ဒါကြောင့်လဲရှေးလူကြီးတွေကကိုကိုကြီးလာပြီဆိုတာသိချင်ကိုကကိုပြန်ပြီးတော့ငုံကြည့်ရဆိုတဲ့စကားကိုပြောကြားထားခဲ့တာဖြစ်ပါလေ။ကိုကကိုငုံကြည့်ရဆိုတာကိုထက်ငယ်တဲ့သူတွေငုံကြည့်ခိုင်းတာဖြစ်ပြီးတော့သူတို့အရွယ်တခုရောက်လာလေကိုလည်းအရွယ်တခုရောက်လာလေဆိုလိုဖြစ်လာခဲ့ပါလေ။ကိုလည်းခရစ်စတီယာဂျူနီယာဟာအရွယ်တခုရောက်ရှိလာခဲ့ဖြစ်ပြီးလူငယ်အကယ်ဒမီကစားမပွားကနေနိုင်ငံအသင်းအတွက်လူငယ်လယ်ပေးစဉ်သင်တဲ့သူပါဝင်ပြီးတော့ရှင်ပိုင်းကစားနေခဲ့ပြီလည်းဖြစ်ပါလေ။လူငယ်ကစားမပွားမှာရီယယ်မက်ဒရစ်ဂျူဝင်တက်စ်တဲ့ မန်ယူတို့လိုအသင်းတွေမှာကစားခဲ့ဘူးသူတို့ကုစွင်ဖားခင်ရှိရာအန်နာစာအသင်းမှာခရစ်စတီယာနိုဂျူနီယာပါဝင်ကစားနေခဲ့ပြီလည်းဖြစ်ပါတယ်။နောက်ပြတ်သူကကလပ်သင်းကြီးတွေရဲ့အဆောင်အထိဂျင်းတွေကိုလည်းရရှိနေခဲ့ဖြစ်ပြီးမကြာခင်မှာတော့ဖားခင်ရဲ့လောင်းရဲ့အောက်ကနေထွက်ခွာသွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်။ခရစ်စတီယာနိုရော်နယ်ဒိုကိုတိုင်းတားပြစ်သူကိုလမ်းလျှောက်သိမ်းပေးခဲ့ပြီဖြစ်သလိုဂျူနီယာကိုတိုင်းလမ်းကိုဖြောင်းအောင်ရှောင်လန်းနိုင်ဖို့အတွက်ကိုတိုင်းရှောင်လန်းသွားတော့မှာပါ။မကြာခင်ဥရောပဘောလုံးစီမင်းထက်မှာမြေတွေသွားဖို့ရှိတဲ့ခရစ်စတီယာဂျူနီယာဟာပေါ်တူဂီ U15 အသင်းရဲ့လက်ဝဲစင်စားမဖြစ်မြင်တွေ့ခဲ့ရပြီးတော့သူကနိုင်ငံသင်းတော့ဂိုးတွေပါသွင်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက်၁၄နှစ်သာရှိသေးသူခရစ်ယာန်ဂျူနီယာဟာဗလာကိုမာကိုဗစ် International Tournament ဘောလုံးပွဲဖြစ်ခရိရှားနဲ့ကစားခဲ့တဲ့ပွဲမှာ၂ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ခရစ်ယာန်ဂျူနီယာဆော်နယ်ရိုတိုင်းမဲ့ဂျောနမ်ခုနှစ်ဂျာစီကိုဝစ်ဆင်ကစားခဲ့ပြီးတော့ပထမပိုင်း၁၂မိနစ်မှာပန်နရီအေရီယာဘဲချန်းကနေသူ့ရဲ့ကန်ချက်ကဂိုးပါရန်ထိပြီးတော့ဂိုးဝင်သွားခဲ့ပါတယ်။အသင်းတော်ပထမဆုံးဂိုးသွင်းနိုင်ပြီးတဲ့နောက်မှာခရစ်ယာန်ဂျူနီယာကအဖေဖြစ်သူဆော်နယ်ရိုရဲ့ trademark ဖြစ်တဲ့ဆူးဤပုံစံနဲ့အောင်ပွဲခံပြီးတော့ခရစ်ယာန်တင်းကခြေပါကိုသွင်းခဲ့ပြီးမြဲပထမပိုင်း၄၃မိနစ်မှာခရစ်ယာန်ဂျူနီယာပဲခေါင်းတိုက်ပြီးတော့ဒုတိယဂိုးထပ်မံသွင်းခဲ့ပါတယ်။ ခရီးရှားတင်ကဒုတိယခြေပါကိုသိမ့်ခဲ့မယ်ပေါ်တူဂီဘက်ကအနိုင်ကိုပြန်သွင်းခဲ့တာကြောင့်၃ဂိုးနှစ်ဂိုးနဲ့အနိုင်ရပြီးတော့ပေါ်တူဂီ U15 အတင်းကပိုးဆွဲသွားခဲ့ပါလိမ့်ခရီးရှားဂျူနီယာအောင်ပွဲခံပုံနဲ့ပတ်သက်ပြီးတော့ online မှာပရိသတ်တွေကအဖေတူသားစူအီအောင်ပွဲခံပုံအစင်လာဒွန်းရှိပါစေခရီးရှားဂျူနီယာကိုစားသွေးမိနာနဲ့သူကရက်တန်းလို့မရတော့ပါဘူးဂျူနီယိုနှစ်ယောက်ကိုမြင်နေရအတိုင်းပါပဲဆိုပြီးတော့ချီဂျူရေးသားသွားခဲ့ပါလိမ့်ခရီးရှားဂျူနီယာဂျပန်အတင်းကို၄ဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတုန်းကဒုတိယပိုင်း54မိနစ်မှာပေါ်တူဂီ U15 အတင်းအတွက်ပွဲဥထွက်ဖြစ်လူစားဝင်စားခွင့်ရရှိခဲ့ပြီးတော့အဲ့ပွဲပြီးမှာဂျူနီယိုက ပရိုဂီသေးတော့ပွဲဦးထွက်ခွင့်ရလို့ဂုံယူပါတားပြီးမင်းတို့ကဂုံယူပါဆိုပြီးလူမှုကွန်ရက်ပေါ်မှာပို့စတင်ခဲ့ပါသေးတယ်ခရစ်စတီယန်ဂျူနီယာအခုလောလောဆယ်အန်နာစာလူငယ်သေးမှာကစားနေပြီးတော့ခြေစွမ်းပြနိုင်တာကြောင့်အသင်းဟောင်းမန်ချက်စတာယူနိုက်တက်စပါသင်းတို့ပါဝင်ဥရောပထိပ်သီးကလပ်တွေကအပြိုင်စိတ်ဝင်စားနေခဲ့ကြတာပါခုစဉ်ခရစ်စတီယန်ဂျူနီယာကစားမဘွားကိုစတင်အခြေချနေခဲ့ဖြစ်တဲ့အတွက်ယနေ့ချိန်သူရဲ့ကစားမဘွားကိုကြောခိုင်းသွားခြင်းမရှိသေးပေမယ့်အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသကာသွင်းကိုရရယူနေခရစ်စတီယန်ရော်နယ်ဒိုအနေနဲ့တာဖြစ်သူနဲ့ကလပ်အသင်းတက်တဲ့နဲ့ဒါမှမဟုတ်နိုင်ငံလွှဲရေးစဉ်အသင်းအတွက်အတူတူစားသွားအောင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါ ခရစ်ယာန်ဂျူနီယာလက်ရှိအချိန်မှာအသက်၁၄နှစ်သာရှိတဲ့ဆိုပေမဲ့ရန်မောင်းနဲ့စွမ်းဆောင်ရိုင်းကတော့ကောင်းမွန်နေတာမျိုးတွေ့ခဲ့ရဖြစ်ပြီးဖာကင်ရှောင်းလိုင်းရဲ့လမ်းစဉ်ကိုဆက်ပြီးတော့ဆက်လန်းနိုင်မလားစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုဒီမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးကျူးကြဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။